ကျွန်တော်တော့ဗျာတခွန်းနဲ့ပြောရင်ဘာဖြစ်ချင်တာလဲအဲ့ဒါကျွန်တော်မေးရတော့မှာဟိုကျွန်တော်တို့ကဘာလုပ်မယ်ဆိုတာတက်ကိုအရင်ဆုံးဘာဖြစ်ချင်တာလဲဆိုတဲ့ဟာကိုရှင်းရှင်းလင်းလင်းရုပ်ပြချက်ရှိဖို့လိုတယ်ပြီးတော့မှဖြစ်ချင်တဲ့ဟာကိုဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းကိုဆက်သွားဖို့လိုတယ်ဆိုတော့အဲ့ဒါလိုမဟုတ်ဘဲနဲ့ရုပ်ောက်ပွဲဆန့်ကျင်တယ်ရုပ်ောက်ပွဲလည်းမပြည့်ဘူးပြီးတဲ့အခါကျတော့ရလက်ကကိုလိုချင်တဲ့ရလက်လည်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တခွန်းနဲ့မမေးရမှာဘာဖြစ်ချင်တာလဲလို့ကျွန်တော်မေးရလိမ့်မယ်ဟုတ်ဒါကတော့ဟလာကိုသဘောတော့ကွဲလွဲလို့ရတယ် သို့တော့ကျွန်တော်လည်းဒီမေးခွန်းတော့မေးရလိမ့်မယ်ငါတို့ဘာဖြစ်ချင်တာလဲလက်နက်ကင်နီလန်းကလည်းကျွန်တော်တို့ကြိုးဝင်ဒီကာလမှာထင်တာမြင်တာဖြစ်နေပြီခုနကစကားပဲကျွန်တော်ထပ်မေးရမယ်ဘာဖြစ်ချင်တာအာသာပြေတွေတော့မပြောနဲ့တော့ဘာလို့ကျွန်တော်တို့နိုင်ငံကဖုတ်ဖွင့်ညက်ညက်ကြီးနေပြီအဲ့တော့ဒီအချိန်မှာဟာကျွန်တော်တို့ကြိုက်တာမကြိုက်တာတက်ကိုကျွန်တော်တို့လက်ရှိအချိန်တွေကနေပြီးတော့အကောင်းဆုံးဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ စဉ်းစားရတော့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကိုရွေးချယ်ပြီးတော်လန်ရေးကိုလုံးဝဆန့်ကျင်တဲ့ပြည်သူပါတီကိုကိုကြီးကတော်လန်ပြည်သူတွေကိုခမည်းတော်ဘာဖြစ်ရှင်နေတာလဲလို့မေကွန်းထုတ်လိုက်ပါတယ်ကိုကိုကြီးဟာစစ်တပ်ရဲ့နေစဉ်ရက်ဆက်ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေမှုတွေကိုတော့မဝေဖန်ရဲပဲတော်လန်ပြည်သူတွေနဲ့တော်လန်ရေးကောင်းဆောင်တွေကိုရည်ညွှန်းပြီးတော့မကြာခဏဆိုသလိုပြောဆိုဝေဖန်လေးရှိပါတယ် ရွေးကောက်ပွဲရလဒ်ကိုပေါ်တင်ဖျက်ဆီးခဲ့တဲ့စစ်တပ်ရဲ့လက်အောက်မှာရွေးကောက်ပွဲဝင်ပြိုင်ဖို့စိတ်အားထက်သန်နေတာကလည်းကိုကိုကြီးရဲ့ထူးဆန်းတဲ့ယူသွမှုတစ်ခုဖြစ်ပါတယ်။စစ်ဘိုလ်ချုပ်တွေတောင်ကိုကိုကြီးလောက်ရွေးကောက်ပွဲကိုပြည်သူတွေဝင်ရောက်မဲပေးကြဖို့မတိုက်တွန်းမဲကိုကိုကြီးကတော့ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုမဲပေးကြဖို့မဲမပေးရင်စစ်အုပ်ချုပ်ရေးအောက်မှာဆက်နေသွားရမယ်ဆိုတဲ့စကားမျိုးမကြာခဏပြောဆိုလေးရှိပါတယ်။စစ်တပ်နဲ့ပူးပေါင်းလုပ်ကင်ရေးကကောင်းတယ်လို့ပြောပြီး ဒေါ်လန်ရဲကိုအမြဲဝေဖန်လေးရှိတဲ့ကိုကိုကြီးကအခုစစ်တပ်ဘက်ကစစ်ရေးခေါင်းထောင်လာချိန်မှာတော်လန်ရဲကိုပြောဆိုတာတွေကအရင်ထက်လေးတန်းမာကြောလာတာကိုသတိထားမိပါလေရေကောက်ပွဲဆန့်ကျင်မယ်ဆိုရင်ဘာလို့မှလဲဆိုတဲ့ဟာလမ်းစဉ်တိတိကျကျရှိဖို့လိုတယ်နောက်တစ်ခုကရေကောက်ပွဲကိုဆန့်ကျင်လို့ရေကောက်ပွဲကပြတ်မာလားဆိုတာကိုလည်းပြန်သုံးသပ်ဖို့လိုတယ်အဲ့တော့ရေကောက်ပွဲကမပြတ်ဘူးဖြစ်မှာဖြစ်အောင်လဲလုပ်မှာအဲ့တော့ရေကောက်ပွဲကမပြတ်ဘူး ရွေးကောက်ပွဲပြီးရလတ်ကိုဘယ်လိုပုံစံဖြစ်စေချင်တယ်လဲဆိုတာရွေးကောက်ပွဲဆန့်ကျင်တဲ့သူတွေဘက်ကဒီလေးနဲ့စဉ်းစားဖို့လိုတယ်။အဲ့တော့ကျွန်တော်တော့ဗျာတခွန်းနဲ့ပြောရင်ဘာဖြစ်ချင်တာလဲအဲ့ဒါကျွန်တော်မေးရတော့ဗျာ။ဟိုကျွန်တော်တို့ကဘာလုပ်မယ်ဆိုတာတက်ကိုအရင်ဆုံးဘာဖြစ်ချင်တာလဲဆိုတဲ့ဟာကိုရှင်းရှင်းလင်းလင်းစုပ်ပြတ်ချက်ရှိဖို့လိုတယ်။ပြီးတော့မှဖြစ်ချင်တဲ့ဟာကိုဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းကိုဆက်သွားဖို့လိုတယ်။အဲ့တော့ရွေးကောက်ပွဲကဖြတ်မယ်မပြတ်ဘူးဘာလုပ်မလဲ။ ဖြစ်သွားပြီအဲ့ဒီရလက်ကိုဘလို့ဖြစ်စေခြင်းတယ်စကလုံးအနေနဲ့ပြောတာလွယ်တယ်အနိုင်ရတော့ရောဘာထူးလို့လဲဆိုတာမျိုးပြောရင်တကယ်တကယ်ကျွန်တော်ပြောစရာတွေအများကြီးရှိတယ်ဗမာပြည်နိုင်ငံရေးသမိုင်းမှာအတိုက်ခံပထမဆုံးအာဏာရတာဒီရွက်ကောက်ဝန်းနီလန်းနဲ့ရတာလက်နက်ကင်နီလန်းနဲ့ရတာမဟုတ်ဘူးဒါကျွန်တော်တို့ကရှင်းရှင်းလင်းလင်းနဲ့နားလည်ဖို့လိုတယ်ဆိုတော့ဟုတ်ပြီအနိုင်ရပြီးတဲ့အချိန်မှာတချို့ဟလာကျွန်တော်တို့အရဖက်စစ်ပဲဆက်ဆံရေးတိုင်းသားတွေနဲ့ဆက်ဆံရေး မဟာမိတ်တင်တဲ့ဆက်ဆံရေးအဲ့ဓာ၄ကိုပြည့်ပြည့်စုံစုံပြန်ပြီးတော့သုံးသပ်ပြီးတော့မှသာလျှင်နီလန်းကိုချမှတ်ဖို့လိုတယ်ဆိုတော့အဲ့ဒါလိုမဟုတ်ဘဲနဲ့ရေကောက်ပွဲဆန့်ကျင်တယ်ရေကောက်ပွဲကလည်းမပြည့်ဘူးပြီးတဲ့ခါကျတော့ရလက်ကကိုလိုချင်တဲ့ရလက်လည်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တခွန်းလည်းမရပါဘူးဘာဖြစ်တင်တာလဲလို့ကျွန်တော်မေးရလိမ့်မယ်ဟောဒါကတော့ဟလာကိုသဘောတော့ကွဲလွဲလို့ရတယ်သို့တော့ကျွန်တော်လည်းဒီမေးခွန်းတော့မေးရလိမ့်မယ်ငါတို့ဘာဖြစ်တင်တာ ဒါကတော့ဒီရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်မဲ့အင်အားစုတွေကိုအတွက်ကိုသတင်းစကားပေါ့နော်ဒီလိုကျွန်တော်နားလဲပါတယ်ဒါပေမဲ့အခုလက်တွေ့ရွေးကောက်ပွဲကလုတော့မယ်မဲပေးရတော့မယ်မဲပေးတဲ့သူထွက်မလာရင်ပြည်ခံပြုတ်ကမဲရမယ်ဥက္ကူဆိုဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးအဲ့တော့မဲပေးမဲ့သူတွေမဲဆန္ဒရှင်တွေမဲပေးလောက်ဘလို့လုတ်မလဲအခုအခုကျွန်တော်ပြောသလိုပဲပေါ့ကျွန်တော်တို့ကကြတော့ဒီရွေးကောက်ပွဲကမဖြစ်ဖြစ်အောင် လုပ်မဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်တွေကမဲပေးပြစ်အောင်ပေးပါဟဲ့လားကိုကိုကိုစားပြုနိုင်မဲ့ဟဲ့လားကိုဖြစ်စေခြင်းနဲ့ကိုရဲ့အတန်တွေကိုတည်ဆောင်ပေးနိုင်မဲ့သူတွေကိုရွေးချယ်ပါဒါကျွန်တော်ကဒါမဲဆန္ဒရှင်တွေကိုပဲအဓိကဥတည်ပြီးတော့ကျွန်တော်တို့တိုက်တွန်းရမယ်ပြောရမယ်မဟုတ်ရင်နောက်တော့၅နှစ်တက်တန်းဒီကိုမဆုံးဖြတ်ရဘဲနဲ့ကိုမရွေးချယ်ရဘဲနဲ့သူများရွေးချယ်တဲ့ဆုံးဖြတ်တဲ့ရလတ်ကိုကျွန်တော်တို့ကနောက်ထပ်၅နှစ်ရင်ဆိုင်ရအောင်အဲ့တော့ တခါလေကျတော့ကျွန်တော်တို့နိုင်ငံရေးမှာဟလာတယ်ဟိုပဂရိတရားဆိုတာကကိုကြိုက်ကြိုက်မကြိုက်ကြိုက်ဖြစ်နေတာအဲ့တော့သောကိုရဲ့အားစိုက်ထုံးမှုမှန်မှန်ကန်ကန်လုပ်နိုင်ရင်ရလက်ကိုဟလာအတိုင်းတာတစ်ခုတည်းကျွန်တော်ပြောင်းလဲနိုင်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့အားစိုက်ထုံးမှုကျွန်တော်တို့ရဲ့သဘောထားစံတမပါတဲ့ရလက်တစ်ခုကိုကျွန်တော်တို့ရင်ဆိုင်ရမယ်လက်ခံရမယ်ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်ကလည်းခုနက မဲပေးမဲ့ပြည်သူတွေကိုမဲပေးပြအောင်ပေးပါเนาะအဲ့တော့ကိုယ့်ရဲ့အခွင့်အရေးကိုမိမိရရအသုံးချပါလို့ကျွန်တော်ကတော့အဓိကဒါပဲတိုက်တွန်းချက်ပဲတခုရှိတယ်ဒါမှမဟုတ်ရင်ဘာလဲလို့ကျွန်တော်ကမေးရပါလိမ့်အခုကာလမှာတော့တချို့ဟာတွေမှာကျွန်တော်နည်းနည်းပုံပုံလင်းလင်းတော့ပြောမှဖြစ်တော့မယ်ရုပ်ောက်ပွဲဖြစ်မယ်မပြက်ဘူးလက်နက်ကင်နီလန်းအားကျွန်တော်တို့တစ်တုံညာနှစ်ခုံးကနေစပြီးတော့အရန်ကိုကျွန်တော်တို့အားရီတက်ပြီးတော့တခါလေးဖြစ်ခဲ့တာအခုနေချင်းတွေကိုပြန်ကြည့်ပြန်စဉ်းစားအဲ့တော့လက်နက်ကင်နီလန်းနဲ့ ရွေးကောက်ပွဲလဲမလုပ်ဘဲနဲ့ရွေးကောက်ပွဲလဲမရှိတော့ဘဲနဲ့လက်နက်ကင်နီလန်းနဲ့အပြေထွက်မလားဆိုတာရှင်းနေပြီမြင်သာထင်သာဖြစ်နေပြီကျွန်တော်ပြောတာတော့အဲ့ဒီအခြေအနေမှာမှထပ်ပြီးတော့ရွေးကောက်ပွဲနီလန်းကိုဆန့်ကျင်ကြလက်နက်ကင်နီလန်းကလည်းကျွန်တော်တို့ကြိုးဝင်ဒီကာလမှာထင်သာမြင်သာဖြစ်နေပြီခုနစကားပဲကျွန်တော်ထပ်မေးရတယ်ဘာဖြစ်ချင်တာအာသာပြည်တွေတော့မပြောနဲ့တော့ဘာလို့ကျွန်တော်တို့နိုင်ငံကဖုတ်ဖို့ညံ့ညက်ကြနေပြီအဲ့တော့ဒီအချိန်မှာ ဟာကျွန်တော်တို့ကြိုက်တာမကြိုက်တာတက်ကိုကျွန်တော်တို့လက်ရှိအခြေအနေကနေပြီးတော့အကောင်းဆုံးဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့စဉ်းစားရတော့ကိုပြောချင်တာကနိုင်ငံရေးဆိုတော့ကိုယုံကြည်တာကိုလုပ်ကြတာပဲဒါပေမဲ့ရလက်ကို အခြေခံတဲ့ရလက်ကိုဥတီတဲ့ဆုံးဖြတ်ချက်တွေတော့ဖြစ်ဖို့လိုဟုတ်ကဲ့အဲ့တော့ရွက်ောက်ပွဲဝင်တော့မှာဖြစ်တဲ့ပြည်သူ့ပါတီအနေနဲ့အခုမဲဆွယ်စည်းရုံးရေးလည်းစနေပြီဆိုတော့ဒီလက်ရှိအခြေအနေမှာမဲဆန္ဒရှင်ပြည်သူတွေရောတော်လိုင်းအင်အားစုတွေဘက်ကိုပြောကျင်တဲ့ message ရှိမယ်ဆိုရင်ပါများပြောကြင်လဲဗျနောက်ဆုံးအနေနဲ့ပြောပြပေါ့ဟုတ်ကဲ့ပါကျွန်တော်ပြောကြင်တာတက်ကိုကျွန်တော်မေးကြင်တာခင်ဗျားတို့ဘာဖြစ်ချင်ကြတာလဲဆိုတော့မေးခွန်းကိုပဲထပ်ခါတဲလေးလေးကျွန်တော်မေးကြင်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်ဖြစ်ချင်တာကတော့ပြောရင်ရွေးကောက်ပွဲကမဖြစ်ဖြစ်အောင်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲကိုမဲပေးကြပါအဲ့တော့မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ငါနှစ်တာကိုယ့်ရဲ့အနာဂတ်အတွက်ကိုကိုဖြစ်စီခြင်းနဲ့ကိုကိုကိုစားပြုနိုင်မဲ့ နောက်နိုင်ငံရဲ့အပြောင်းအလဲကိုလက်တွေ့ကျကျပေါ်ဆောင်ပေးနိုင်မဲ့ပြည်သူပါတီကိုမဲပေးကြပါလို့ကျွန်တော်တို့အဓိကတိုက်တွန်းချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဥပဒေကျေးဇူးတင်ပါတယ်ပါတီရဲ့မူဝါဒပိုင်းဆိုင်ရာအစရွေးကောက်ပွဲဝင်မဲ့အခင်းချင်းရွေးကောက်ပွဲလွန်အခြေအနေအလုံးကိုအခုလိုမျိုးအသေးစိတ်ရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။အောင်မြင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ။